မင်္ဂလာပါရှင်ဒီကနေ့မှာတော့ကာယပလဥနေဝင်ရေးသားထားတဲ့ခွေဤတစ္ဆာဆိုတဲ့ဝိတုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်နားဆင်ခံစားအပေးကြပါအောင်ရှင်ခွေဤတစ္ဆာလွန်ခဲ့သည့်နှစ်တဘောရွဲလာကကျွန်တော်၏မွေးနေ့တွင်တရားတော်ကြီးများကိုပင်၍မက်ခင်ရိတ်တာတွင်စုတ်ကပ်ပါတယ်အချားဆရာတော်များအတီးတီးကြွသွားတော်လေ ယင်းဤခင်ပင်တန်ရောစဉ်ကြီးတော်မူကြသောတရားတော်နှစ်ပါးကြွမတော်ကြသေးပဲအလာဘတန်လာဘမိဟမွေကြသည်များကို အပားတို့ချင်းကပ်ပြီးမှတ်သားရင်ထိုင်နေရပါတယ်တရားတော်အငယ်မှာမစိုးရင်ကြောင်းတိုင်းဓမ္မစရိယာစာချတရားတော်တစ်ပါးဖြစ်၍ဘာတန္တရတွင်အင်္ဂလိပ်စာကလာစာဂျပန်စာမှစ၍နှက်ဆက်သည့်အပြင်ဂန္တန္တရတွင်တကြတိဟာ ၊သာချာတန်းနှင့်ပရမကျော်တန်းတွင် ထိတ်တန်းကအောင်မြင်သောပုဂ္ဂိုလ်ပါပဲ။တရားတော်အကြီးမှလည်းနိုင်ငံရေးနယ်တွင်၎င်းလောကရေးရာ၌၎င်းစာပေ၌၎င်းတရားသမားတွင်မတိတာမရှိဟုဆိုသလောက်မာတလုံးကြီးခွာရလောက်အောင်အဖက်ဖက်ကနှံ့ဆက်တော်မူသည့်အပြင်စကားအရာမှလည်းလွန်စွာ ကျွမ်းကျင်တော်မူပါれ။တရားတော်အကြီးကကုံဝါရင် ါနဲ့မင်းခွေကြီးကိုရှိသေးသလားဟိုကျွန်တော်အာမေယာမနေ့သတင်းကြော်လာကတေးရပါပြီဖေယားဟိုလျှောက်ထားရပါတယ်ဒီကောင်တွေမွေးရတာကောင်းတော့ကောင်းပါရဲ့ဗမာခွေးများလည်းမွေးပါကွဒီနိုင်ငံသားကောင်တွေဟာအစာအတောင်ရာသီဥတုကအစာကွဲပြားတော့တိတ်မခံဘူးမင်းတို့ကနိုင်ငံသားမှာ ကောင်းတယ်ထင်တာတို့ဗမာခွေးလိမ်မှာတော့ သာတော်ဖွဲ့လောက်တယ်ဟိုမိန်တော်မူပါတယ်ဘုန်းတော်ကြီးအငယ်ကအပါတော်ကန်လာပြီဗမာခွေးဘလောက်ထိလိမ့်မာတာအရှင်ဘုရားတွေ့ဘူးပါတယ်ဖရာဟိုရောက်ထားရာဘာလဲမင်းကခွေးဒုက္ခရှာအောင်မလို့လားရှာအောင်မလို့မဟုတ်ပါဘူးရှိကိုရှိနေလို့ပါဖရာဒီတကားကြီးရဲ့ခွေးလိမ့်မာတာအားကြပြီတပည့်တော်လည်းဗမာခွေးလေးမွေးထားပါတယ် အခုတော့ငဲသေးလို့ဘလောက်လိမ်မာမယ်မပြောနိုင်သေးပေမဲ့နေထိုင်စားတော့ပုံကြည့်ပြီး အလားအလာရှိမယ်ထင်လို့ပါတို့ဗမာခွေးကအလိမ်မာပါလာတဲ့အကောင်ဆိုရင်မတင်ရပဲတက်တာကွာမင်းတို့ဘရင်လက်ထက်ကဘရင်ကိုကိုွယ်တဲ့စာတက်အကျော်ငားကျန်းစရာတော်ရဲ့ခွေးလိမ်မာလိုက်ပုံများအံ့ဩလောက်တယ်ခွေးသေးတော့စရာတော်ကြီးတော်ညည့်ရကြတဲ့ကွာဘလောက်များ ိမ်မာလို့ပါလေဖေယားဟိုဖုန်းတော်အငယ်ကမေးလျှောက်ရာဟဲ့ဘလောက်လိမ်မာတယ်ဆိုတာကြားယုံတာကြားဘူးတော့ငါမပြောချင်ဘူးငါကိုယ်တိုင်တွေ့ဘူးတဲ့ငါခွေးပို့လို့ကတော့ငါဆွဲစားရင်အနာကထိုင်ဆောင်လာပဲသုံးကပ်ပြီးရင်ဘသူမှစုံပွဲနာအလားမခံဘူးဒီခွေးဟာအန်အောစရာကလူစိုးနဲ့လူပေါင်းခွေးချာတိတဲ့တကွာ သူကလူကောင်းလို့မထင်တဲ့ကောင်ဆိုရင်သွားလေရရအမတ်တမဲလိုက်ချောင်းပြီးပြစ်စည်းယူတော့မှလက်ကိုဇက်ကနဲ့ဖမ်းကိုက်တော့တာပဲတခိုးဆိုရင်မိတာပဲငါဖြစ်စုံတော်များဝင်စားတယ်တောင်ထင်တယ်တခါတော့เจ้าအမကြီးဒေါ်မီကအရက်ထဲမှာတခိုးပူလာတယ်ဗျာအရှင်ဖျားပို့လို့တပည့်တော်မများအိမ်မှာညာရေးညတာစောက်ရှောက်ဖို့ခဏထက်ပြီးတော့မူပါလို့လာလျှောက်တာနဲ့ ထဲ့ပုံလို့เจ้าအမကြီးနဲ့လိုက်သွားဆိုပြီးထဲ့လိုက်တယ်။ဒါပေမဲ့နောက်တစ်နေ့ကျတော့ပိုလိုเจ้าကိုအစိုးကြီးပြန်လာတာကို မကြခင်เจ้าအမကြီးပေါက်လာပြီ။အရှင်ဘုရားပုံလို့တခိုးဖန်ကောင်းလာတယ်ဆိုပြီးညကဟောင်မော်တော်မရပါဘူးဘုရားလို့လာလျှောက်တော့เจ้าအမကြီးကိုသူ့ကိုဘယ်မှာတိတ်တယ်လဲမေးတော့တိုက်ထဲမှာပဲတိတ်တယ်တဲ့ဒီတော့ခွေးအနေကြုံလို့ပါဒီတကအပြင်းမှာတိတ် အကြောင်းရှိတော့တိရမပေါ်ဗျာဟဲ့ပေါ်လို့နေကြောင်ငါအရှက်ကွဲရတယ်ငါမခေါ်မချင်းပြတ်မလာနဲ့ဒီတခါလိုက်သွားလို့ဆိုတာနဲ့ကျောင်းအမကြီးနဲ့နောက်တခါလိုက်သွားပြန်တာပဲနောက်၃ရက်ကြာတော့ကျောင်းအမကြီးပေါက်လာပြီမင်းညကတပည့်တော်တို့တိုင်နေခြင်းကိုတခိုးကတ်တာပိုလိုချမ်းကိုခုံပြီးအတင်းလိုက်တော့အရာခွေးတွေကလည်းဝိုင်းဟောင်နဲ့တခိုးမှပါတဲ့လုံကြီးတော်ကြံခဲ့လို့ ပိုလိုကကြိုက်လာပါသေးတယ်ဖေရလို့လာလျှောက်တကွယ်အရက်ထဲမှာတခိုးငိမ့်သွားမှပိုလို့ကြောက်ပြန်ခေါ်ရတယ်ဒါပေမဲ့ဒီကောင်စိတ်ညစ်လို့အတော်ပိန်သွားရတယ်ငါထဲလို့သာလိုက်သွားရတာကြောင်းနဲ့ငါအနာကခွာချင်းတဲ့ကောင်မဟုတ်ဘူးဟိုမိန်တော်မူ၍ကိုရတရားကိုဝါတော်မူနေပါတယ်အရှင်ဘုရားပိုလို့တဲ့လိန်မာတာများကော တွေ့ဘူးပါသေးသလားဖရာဟိုကျွန်တော်ကရှောက်ထားရတွေ့ဘူးပါတော့ကောငါကငါခွေးလိမ်မာလာပြီဆိုပြီးခုံယူနေတော့အနောက်ဘက်ကျောင်းကဘုံကြီးရဲ့ခွေးလိမ်မာလိုက်တာဖရာအရှင်ဖရာခွေးတဲ့တာရာပေါ်လို့ရှောက်တော့အတော်ခံပြည့်တကွာဒါဟာစင်စစ်တော့တမှုတရားပေါ်လကွာနီးစက်ရဟုတ်တယ်ထင်တတ်ကြတာကိုဒါနဲ့ငါခွေးတဲ့လိမ်မာတယ်ဆိုတော့ အကောင်မြင်ဖို့အောင်တော့တွားကြည့်မဟဲ့ဆိုပြီးဖုန်ကြီးကြွလာမဲ့အကြောင်းစာရေးပြီးချိန်နေရဲ့ကျိုးနဲ့ကဖုန်ကြီးစီ နှိမ့်ဆွဲအမိရောက်သွားတာကိုဖုန်ဖုန်ကြီးကလည်းသူ့ခွေးလိန်မာတာတမင်တကာလာကြည့်ရဲဆိုတော့ဝမ်းသာအားရပေါ့လေကွာသူလဲသူ့ခွေးနဲ့သူဘုံယူနေတော့တက်တိလိန်မာတာပြကျင်တာပေါ့ငါကတော့အရှင်ဘုရားခွေးလိန်မာလာတယ်ဆိုလို့လာကြည့်တာပဲဖေဟာ ဘလောက်လိမ်ပါသလဲဆိုတာတိပြစေလို့ရှောက်ထားပါပဲဟဲ့ဘော်ဘီလို့ခေါ်လိုက်တော့လာခဲ့တာကဗမာခွေရိုးရိုးပါပဲလမ်းပေါ်မှာပြေးလွှားနေတဲ့ခွေမျိုးပါပဲသို့တော်လဲရေကလေးမိုးကလေးချိုးအစမမှန်ကျွေးဆိုတော့ဝါဖြိုးပြောင်းလဲနေတာတော့ရှိတဘောကွာတကယ်တည်းမင်းကဖုန်းကြီးအနာမယုံမသိဒီလိုလာရသလားလို့အနာမရောက်ခင် သူ့ဖုန်းကြီးကငေါလိုက်ခါရှိသေး လေးဘက်တွားသလိုပြပြဝှက်ပြီးတဖြည်းဖြည်းတိုးလာတကွဒါပေမဲ့ဒီလောက်နဲ့တော့ငါကမချင်မွန်သေးဘူးကွငါပုံလို့လဲဒီလောက်တော့ရတာပဲကိုထိုနေ့စွန်စားဖို့စွန်ကတ်တော့ငကြော်ကြီးတွေလည်းပါတကွငါငကြော်ကြီးတကောင်ကိုနှိုက်မလို့လောက်တော့ကြည့်ပါအောင်ဖို့ပြရဲ့အာဂန်နုဟာဒိုးเจ้าကငကြော်ကြီးတွေကို ယူပြီးပုံပေးမလို့လုံနေပဲဟေလို့ဆိုခါရှိသေးငါလက်ကို ဇက်စုံလာငုံတော့တာပဲငါအတော်လန့်သွားတဲ့ကွယ်ဟို ကိုသွေးများကို ထွေးချရင်အယပါယရေပါတော့တယ်နားထောင်နေကြတော့ဖုန်ကြီးအငယ်နဲ့ကျွန်တော်လဲသဘောကျစွာရေကြပါတယ်အဲမင်းတော့ငရေကြီးတော့မှာပဲပေါ်ပြီငါပင့်ထားလို့ကြွလာတဲ့တန်ဃာတော်များစုံးစားရမှာမင်းဟာတရာတရားနေရုံမကောင် အခုလိုတန်ဃာတော်ကို ပြမတော့အာဟုတို့ပွားတော့မယ်ဒီတော့လှွတ်လိုက်လှွတ်လိုက် သူကရှိသေးညနေသေးကလေးနဲ့ငုံထားတဲ့ငါးလက်ကိုလွတ်လိုက်ပြီး အသာဝစ်နေတကွယ်မင်းအပြစ်ပြအောင်ခွလွတ်တော်မူပါလို့ငါတောင်းပန်လိုက်ပြီးမင်းကအူချအူချဆိုတော့လူများအူချတဲ့အတိုင်းပြလက်ကလေးနှစ်ဖက်ရှက်တယ်ပြီးခေါင်းကလေးငုံလို့ငါတော်တနာသွားတယ်မင်းကိုအပြစ်မြူပါဘူးကွယ်ခွလွတ်ပါတယ်လို့ပြောရတယ်ခွေးရှိခိုးတယ်ဆိုတာစောင့်ကြောင်းတိုင်း လက်ကလေးနှစ်ဖက်မြှောက်ထားတာကိုတော့ခွေးတွေတင်ရင် တက်လွယ်ကြပါတယ်။ဦးချတာတော့ဒီတကောင်ပဲတွေ့မှုတယ်ကွာ။အရှင်ဖျားအမိတ်ရှိတာကြားရုံနဲ့ဘောဘီကို အများကြီးတန်ရုံးစဉ်ရှိသွားပါပြီဖျား။ဒီခွေးရှိသေးသလားဖျား။ဟိုကျွန်တော်ကရှောက်ထားရ။ကြာပကောကွယ်။သူ့အဆက်အနွယ်တောင်ကြံတော့မှမဟုတ်ဘူး။စိတ်မဖြစ်ခင်15နှစ်လောက်ကကွယ်။သူသားသမီးကြံခဲ့ရင်တော့ငါကမွေးချမှာ။ ဒါတွေမဟုတ်သေးဘူးနားထောင်အောင်စွန်စားပြီးခဏလှဲနေတော့ဘောဘီရဲ့မင်းကတော့ယုံနေတော့အပြစ်ကြီးမှာမဟုတ်ဘူးဝိဖြစ်ပေးလိုက်လို့သူ့ဖုန်းကြီးကစိုးရုံရှိသေးငါးချက်တော့ကိုလက်ကလေးနှစ်ဖက်နဲ့လူများဝိဖြစ်တဲ့အတိုင်းပါဗျာအထက်ကအောက်အောက်ကအထက်နှိပ်ပေးတဗျာငါတနာတာနဲ့တော်ပါပြီကွယ်ငါအညောင်းပြေပါပြီပြောလေမရက်သေးဘူး သူ့ဖုန်းကြီးကပြောမှရက်တော့တာပဲဟဲ့ကက်မရမောင်မောင်မင်းမဝတ္တုစာအနှုံများရှိရင်ကြီးတလောက်ယူခဲ့ပါကွယ်ကဲဟောဒီမှာပုံထားဘော်ဘီလာဇန်ပဲစစ်ကြီးတက်တက်မူးစစ်ကြီးတက်တက်မက်စစ်တက်တက်ခွဲစံစိုးကရှိသေးတတိတခြားစီလက်ကလေးနဲ့ရက်ရက်ပြီးပုံလိုက်တာငါဖြစ်အံအုံးဆုံးပါဘို့ကွယ်တစည်းမှာမမားစရာဘို့ဗျာ ကဲပေါ်ပြီမက်ဆင်နဲ့ပဲစင်နဲ့တကြက်ဖိုးပုံကွဲဆိုတော့မက်ဆင်နဲ့ပဲစင်တကြက်ဖိုးကိုတိလို့ဗျာတကယ်အံ့ဩစရာကောင်းတဲ့ခွေးပါကွယ်ငါလဲညနေအေးမှာငါခွေးတဲ့တကယ်သားကြောင့်ဝန်ခံချီချူပြီးပြန်ခဲ့ရတယ်နောက်ပြီးသခိုင်းတိုင်းဘက်ကပုံကြီးတစ်ပါးမွေးထားတဲ့ရန်လုံးဆိုတဲ့ခွေးကတော့သခိုင်းတောင်ရုံမှာရှိသည်မဘဲချောင်းကဖုန်ကြီးမစိုးတာရေးနာရေးရှိလို့ ဖုန်ကြီးပင်ခိုင်းရင်မလွဲเสียရဘူးအဲ့ဒီကြောင့်ကဖုန်ကြီးလက်အရောက်စားသွားကတ်နိုင်တယ်ခွေးရန်လုံးဆိုတာလည်းစီသေးတယ်ခွေးမတွေ့ရင်ပြန်ယူလာတယ်လမ်းမှာဘသူယူလို့မှမရဘူးခွေးတွေဝိုင်းကတ်ရင် သူ့အနာခံတယ်စာမကြံခဲเสียရဘူးစာရေးလက်ယုံနဲ့သွားတာပဲလားဖေဟာဒါတော့မင်းကလုံးပြီခွေးကစာဖတ်တတ်တယ်လို့မှငါမပြောပဲစာကိုပေးပြီးသူ့ဇီယာက ဘဲချောင်းကဘဲဖုံးကြီးကိုတော့ကန်လို့ပြောရတာကွအဝင်အထွက်အသွားလာများတော့ဖုံးကြီးရောသတင်းသုံးတဲ့ချောင်းရောမှတ်မိတာပေါ့ကွခွေ့တာခွေ့မသားနှကောင်မင်းတို့ကြောင့်ငါလဲခွေ့အကြောင်းပြောမိနေပြီကဲနေလဲမြင်ပြီငါ့ကိုလိုက်ပို့ဟိုမိတ်ဆိုတဲ့ဖြင့်ခက်ပြုံးပြုံးနဲ့နောက်ကလိုက်သွားပြီး ကိုတိုင်းကောင်းမောင်းရွေးကြောင်းအရာပို့လိုက်ရပါတယ်ကျွန်တော်ဤခွေးငအောင်ကဤမြလောက်လဲ လိမ္မာတက်ပါတို့တော့သူ့ကို တရုတ်တယောက်စီကဝဲလိုက်ပြီနောက်နှစ်ရက်တွင်ဟင့်ငါသူ့ကိုဟောင်းလိုက်စမ်းဟိုဆိုလိုက်ရတကယ်ပင်ဟောင်းလိုက်သဖြင့်သူ့အတန်ကြီးကိုကျွန်တော်ပင်လန့်သွားမိပါတယ်ငအောက်ကိုဝဲပြီးနှစ်နှစ်လောက်ကြာတော့အခါမန္တလေးမြို့ကိုကရင်သိမ့်သဖြင့်သကိုင်းဘက်သို့ရှောင်းနေရခိုင်ငအောက်သည်ရံပြလွှမ်းနာကြကမစားနိုင်မတောင်းနိုင်ဖြစ်ပြီးရုပ်ပြဆင်းပြပင်ပိန်ချုံသွားပါတယ် တကိုင်းဘက်မှပြန်ပြီးရဲဘော်နဲ့ကိုမျိုးနဲ့အေးတော်ပုံကြောင့်မစိုးရင်ကြောင်းတိုက်တို့တဖန်ပြောင်း၍နေရခိုင်။ငါအောင်တို့ကိုခေါ်ခဲ့ကြပါကွယ်။တိတ်မချမ်းမသာဖြစ်နေရှာပါတယ်။ညာရေးညတာပါ။စိတ်ချရတာပေါ့ဟို။တပည့်များကိုမှားလိုက်၍ငါအောင်ကိုခေါ်လာရ။အမေတဲကြီးတဲ့ခွေးကြီးတွေပါလား။အစတော့ပုတ်မယ်ဟိ။ဒီနေ့ဘလောက်ဖို့ကြွရတယ်လဲဟို။ဤဆောင်မအစရယ်ဖော်ပြခဲ့တော့ စားချစရာတော့ကမေးရရည်၍မိများတွေ့ရကြောင်းရှောက်ထားသောအခါတဲအကုန်ကြများတာကိုဒီငွေနဲ့တခြားကုသိုလ်ကောင်းမှုတစ်ခုခုလုပ်ရင်ဒါထက်အကျိုးမရှိဘူးလားလှတာလည်းမဟုတ်အယုတ်ကလည်းစိုးပါပြီတနဲ့ဟိုမိန်တော်မူပါတယ်ငါအောင်ဤပုံမဲမှာရိုးကြီးခောင်းငင်းဟိုစိုးရလာအောင်ပြစ်ပြစ်ဝါဝါမရှိပဲဒူယို ခစီရိုးကြီးများငေါနေသည့်အပြင်အဝါနှင့်အနယ်ရောထားသောအမွေးမှာ အကြီးတန်ပါတယ်။နှုတ်သီးပြားကအမိအထီငါးဘေခွဲလောက်ရှိလျား၍အမြင့်25လက်မှရှိရာနွားကလေးပေါက်စားလောက်ရှိပါတယ်။သူ့နေရာနဲ့သူတော့အသုံးကျတန်သလောက်ကျပါတယ်ဖျား။မွေးတဲ့ကျွေးတဲ့အခါမှလည်းတရာတရားထပြီးကုသိုလ်ရအောင်စေတနာထလို့ကုသိုလ်ရတဲ့သလောက်လည်းရပါလိမ့်မယ်။ကဲတကာကြီးခွေအသုံးကျပါလုံဆမ်းမအောင်လေ။ ကျွန်တော်သည်အနည်းရှိမိတ်ဆွေတို့ထံမှသူဤစင်စွဲရွတ်တဲ့၆လုံးဖြူကိုခဏငှား၍"ကဲငါအောင်"ဟောတာကိုခဏစောင့်ပါကွာ။ဘသူမှမယူစေနဲ့ဟုပြော၍သူ့အနားတွင်ချထားလိုက်ရာကျင့်လဲနှချောင်းနှင့်တနတ်ကိုဖီကရန်သူလာလျင်ခုခံရန်အသင့်ဆောင်နေခါတပည့်တယောက်အားတနတ်လာယူရန်ပြော၍တနတ်ယူရန်အနာအယောက်တွင်ငါအောင်ကပဒတ်ရက်၍ လက်မောင်းရင်းကိုမုံခဲထားရာကျွန်တော်ကတော်ပါတော့ဟုပြောမှရပ်ပါတော့တယ်အမေဒီလိုဆိုတော့အနေသားဟာကြည်သေးရင်လုံဆမ်းမအောင်ဟိုတရားတော်ကအတက်တရော်ပြောပါတယ်ကျွန်တော်ဤတပည့်တယောက်ကိုငအောက်အားဒုံးနဲ့၆ခိုင်းလိုက်ရတယ်ထွက်ပြေးသွားပါတယ်တရားတော်မြင်တဲ့အတိုင်းဒီခွေးဟာသူ့ကိုကြောက်ပါတယ်သို့တော်လည်းတပည့်တော်အရေးကိစ္စဆိုရင် သူ့တက်တီပြပါလိမ့်မယ်ဟိုလျှောက်ထား၍ ထိုတပည့်ကို ကျွန်တော်အားနောက်ကဖက်ထားစေ၍ငါအောင်ရင်ငါ့ကိုလုံနေပါပြီဟေးဟုဆိုလိုက်ရာငါအောင်သည်ပြေးရာကပြန်လှည့်လာပြီဖက်ထားသောသူကိုခုံ၍ခုံ၍ဟတ်တော့ရာဖက်ထားသူကကျွန်တော်အားလွတ်လိုက်မှအကန့်ရပ်ပါတော့တယ်ထိုအခါဆရာတော်ကဒီလိုခွေးမျိုးတော့မွေးထက်တာပေါ်ရကားကြီးရာဘလောက်ကုံကုံမွေးတာမွေးဟုအဘေချီချူယုံမကနောင်သောအခါ သူကိုယ်တိုင်ပင်ခွေးမွေးရန်ဝါသနာပါသွားပါတော့တယ်။ကျွန်တော်ဤခွေးငအောင်ကဒိမာယုံတမကတစ္ဆာလဲကြီးပါပဲတယ်။နှုတ်ကဖျားဖျားမိကလက်ကကာယအလုံးမျိုးကိုလည်းတခါမျှမလုပ်ပါဘူး။တစ္ဆာစကားကိုလည်းတခါမျှမပြောပဲတစ္ဆာရှိသောအလုပ်ကိုသာလုပ်သွားပါတယ်။ညနေတန်ကမစိုးထားနဲ့မီးထွန်းချိန်မှာစ၍အိမ်တကာဝါတော့ကျင့်ကပ်လာသမျှကိုပြေး၍ဟောင်းပါတယ်။ ဒါငါတခင်အိမ်တော့အနာမကက်နဲ့ဟိုဆိုသေးနေပြေလောင်တော့ဟိမ့်တန်ကြီးမှာအဝေးကပင် ကြာရပါတယ်ကျွန်တော်ဤခြေတံကိုလည်းမှန်မိတယ်ကျွန်တော်ဤချောင်းစိုးတံကိုပင်ကောင်းစွာသိထားတယ်အိမ်အနီးဂိုင်း20လောက်ကပင် သူသည်ကျွန်တော်လာသည်ကို နေဖြစ်စေညဖြစ်စေသိ၍ကြိုပါတယ်မိုးမောင်ကြတော့ညတွင်ဖြစ်စေကမူကျွန်တော်ကို လူမား၍တောင်မဟုတ်ပါကျွန်တော်ဤအယနာတို့နည်းနည်းမိုးလင်းတိုင်းချင်းကပ်လာပြီး လက်နဲ့ပုတ်ရနှုတ်တတ်ပါတယ်။မင်းမရောက်ပါနဲ့ကွယ်။ငါအဲ့လိုမွာသေးပါဘူး။အောက်မှာဝင့်နေပါဟိုဆိုလျင်သူသည်ဂရင်းအောက်မှာပဲဝင်၍ကျွန်တော်အိမ်ရာကထအောင်တောင်းနေတတ်ပါတယ်။ဟိုဝိုက်တော့ရာသီများတွင် ကျွန်တော်သည်ငါအောက်ကိုခေါ်၍မြစ်စိတ်တွင်ရေကူးတတ်ပါတယ်။ဒီလဲတော့အတင်းတင်းကိုပြီးငါအောင်ရင်ငါရင်းနစ်နေပြီဟဲ့လောက်ပါအောင်ဟိုဆိုပြီးမြို့ချီပေါ်ကြီးလောက်က လက်ချေကာယလုံးပြလျင်ဒီတဲ့တော့ဒိုင်မေထိုးကြကကုလာပြီးကျွန်တော်၏လက်များကိုငုံ၍ကဲတော့ကုလာတတ်ပါတယ်အသိဉာဏ်ရှိသည် အကြောင်းအကျိုးစင်ကြင်တတ်သည်ကုသို့အကုသို့တရားကို ခွဲခြားနားလည်သည်ဟုဆိုကြတော့လူတတ္တဝများအ ਨੇ တလုံးစားဖို့သူကျေစုကို ထိန်ဖို့တော်များအပေကြ၏ဟုသော စားကိုရွက်ကကျေစုတရားအကြောင်းပြောတတ်ကြသော လူတတ္တဝတို့သည်ပင် ပညာရေး၊ကျန်းမာရေး၊စားရေး၊နေရေးထိအောင်စောင့်ရှောက်တော့တရားသမားများကျေးဇူးရှင်များကို ပြမကအကျိုးရုပ်အောင်ပြုကြသည်ကိုကိုတွေ့ကြုံခဲ့ပူပါတယ်။ကျွန်တော်ဒီခွေးငအောင်ကိုတွေ့ဖို့တလို့လူငအောင်ကိုလည်းတွေ့ခဲ့ပူပါသေးတယ်။ကျွန်တော်တွေ့ဖို့သောလူငအောင်ကကျွန်တော်တို့လှူဒန်းထားသောကြောင်းတိုက်ကိုတရေနိုင်လားကျွန်တော်တို့ဒါနာပြုသမ ्या ကိုစားတော့ပြီးရင်ဝိဇာရောင်ရောင်အထက်ခိုင်းလို့လို့ တမပဲပေါက်တယ်လို့လို့ကျွေပဲဖြစ်တယ်လို့လို့ကျွန်တော်တို့ကပဲသူကမစားထားတရားရောက်နဲ့ကွဲရတယ်ဒေသံပြစ်ပါတော့တယ်လာသမျှလိန်၍ညာ၍ရမည်သူများကိုဝိဇာယုတ်နတ်ယုတ်ဓာတ်လုံးများပြကဘယ်နှဘွားကကျွေမျိုးတော်ခဲ့တယ်လို့လို့နဲ့ရသမျှညာချပါတယ်နောက်တော့အခါသာသနာတော်2500ပွဲတွင်တန်ကတော့2500အတွက်ပိုးတင်ငန်းကက်မြီဟိုလေတန်းလွှင့်က ကျွန်တော်တို့ကပင် အာဘေတမု ကမကထာပြူဟန်အရက်ကိုလှည့်၍ညသဖြင့်အလူကန်စည်ရင်ဟုသမျှရဲအဖွဲကတောင်းယူယုံများမကသတင်းစာတွေကဝိုင်း၍ရေးကြတော့မှပင်အချာအရက်တို့ထွက်ပြေးသွားပါတော့တယ်အချာလူငအောင်ကတယောက်ကတစ္ဆာရှိတယောက်ကျိုးနော်တယောက်အတော်ဟန်ဆောင်ကောင်းလာပါတယ်ဘဝတန်တရာကြီးတွင်တင်လဲရသောဝိတ္တုကအပေါင်းမှာ ပျောက်လန့်တုံလုံးလှ၍တေတီဤအချားမဲ၌အပယ်လေးပါဤအန်ဒီရကြီးမှာကြောက်စရာကောင်းလာကြောင်းပြောတတ်ပါတယ်။တည်င်းတိုင်းဥပုပ်ဆောင်ရန်တောင်းတလာတတ်တယ်။ရောနေသောမနုဿီကာရာဖြင့်ဖြစ်သည်များကိုသိခံပါသည်ဟုခဏခဏဆိုတတ်တယ်။တခါကမောင်မဲရွေးပွဲသို့ခေါ်သွားမိရာအီရီအော်တပ်ပတရားခေါပလာသောထိုသူငယ်မများသူငယ်မများကို မကြည်ဝင်ပါဟုခဏခဏညှိတွားပါတယ်။ဤသို့ခဏခဏဒုက္ခအကြောင်းဘဝတန်တရာအကြောင်းလက်ဆက်ကပြောတတ်သောငအောင်သည်တမယာအိုးအိမ်နေတကွပြုသူဆောက်ရှောက်ထားသောကျေးဇူးရှင်ကိုပြမကပရဒါရကံကို ကျူးလွန်လျက်ငပောင်တို့ကရူမမင်းသားကိုကြောက်တဲ့တိုးချသလိုအလုံးမျိုးကိုပြုလုပ်ကအပယ်လေးပါကြောက်လာသည်ဖြင့် အပယ်လေးပါထက်နေသောအဝေစီတို့ ရိတ်ကအလုံးအလောင်းနဲ့ပြက်လန်းကသွားပါလေတော့တယ်ကျွန်တော်ဤခွေ ငအောင်မူပါအကျိုးလိုရာယူပဆောင်သော အလုံးမျိုးကိုလည်းတည်တည်အထီးတကြိမ်များလုံသွားပါပဲအတူထားသဖြင့်တားကလေးငါကောင်ပေါက်ဖွားလာပါတယ်ငအောင်သည်တားကလေးများကိုချစ်တယ်သူစနီးကြားမကိုအလွန်ကျဉ်းနာပါတယ်ငအောင်ကမွေးလာသောတားကလေးတစ်ကောင်ကိုပွေးချစ်တတ်သော ။စာရေးဆရာကြီးရွှေဦးတော်တို့လက်ဆောင်ပေးရာတရားကြီးစနီးမောင်နှံတို့ကချစ်လွန်ရွရလွန်၍အစာကောင်းများကျွတ်သည်ဖြင့်မကြခင်သေချာပါれ။တရားကြီးသည်လက်ကုံးတောင်ဝေးအာကုံးမဟဲဟုကြိုးစားရှာတော့သူခွေးကလေးတည်သောအခါအထူးစိတ်မကောင်းဖြစ်ရှာခဲ့ဘူးတဲ့။စိတ်မပေါ်ပါနဲ့ဦးလေးသိရင်နောက်တစ်ခါမွေးတော့ထပ်ပေးပါမယ်ဟုပြောကမွေးမြူပြုစုနေပါကျွန်တော်ကပြောပြထားပါတယ်။ ို့တော်လဲကြားမသည်တာမွေပြီးအားနည်း၍နေစဉ်ယူမိုနီယာယောဂဝင်ပြီး၅ရက်အတွင်းသင်ရှားပါတော့တယ်ငါအောင်မှာနေမထီထိုင်မသာဖြစ်တယ်ခမင်းမစားပဲနေတယ်ကြာမာဤအိယာတွင်တွား၍ခွေနေတတ်တယ်သို့တော်သင်္ခါရတရားတို့အကုသူတို့ကအချံအယံနဲ့လာတတ်သည့်အတိုင်းတာမယာများသိပြီးနှစ်နှစ်အကြာတွင်ငါအောင်သည်တျောင်ချောင်ဖြစ်ပါတော့တယ် တရားကောင်းများနှင့်ပြုစုတော်လဲသူသည်အသက်ကြီးလာပြီဖြစ်၍ယောဂာဤတံကို မခံနိုင်တော့ပါတမန်နှင့်သတင်းကြွလာ လာတာသားတွင်ငါအောင်အနာတို့ကျွန်တော်ကတ်သွားရွာနေရွယ်များအေးနေပါတယ်နေရိုးများလည်းတချောင်းစီ ရေတွဲ၍ရတော့မလောက်ပိန်လာပါတယ်ဘယ်နဲ့ငါသားရဲ့မင်းအားမလျော့ပါနဲ့ဟိုကျွန်တော်ကသူ့ကြောကိုတက်၍ အဘေစကားပြောပါတယ်ငအောင်ဤမျက်လုံးများမှာဒီဝေအုံမိုင်းနေတယ်လို့ထင်ရပါတယ်ခွေးများနေမကောင်းသည့်အခါမြေဝတ်တွေ ထွက်တတ်တယ်နေရွက်ထောင်နေသော ခွေးသည် နေရွက်ကုတ်လာတယ်နေရွက်ဖျားအေးတတ်တယ်ငအောင်သည်မြေဝတ်တွေကြားထဲမှာရဲ့ရဲများစီကြလာပါတယ်ကျွန်တော်တော့သခင်နဲ့ခွဲရတော့မှ အမှန်ပါပဲဟိုဆိုသည့်အလားကျွန်တော်ဤရင်ထဲတွင်စွန့်နေရွေသွားပါတော့တယ် ငအောင်သည်ခုနှစ်နှစ်အတွင်းကျွန်တော်တနေ့ထမင်းနှစ်နက်ကျွေးသည့်ကျေးဇူးကိုပြေပွန်အောင်ဆက်ခဲ့ပါသေးတယ်။သူ၏တစ္ဆာရှိပုံလိမ္မာပုံတို့မှာတစ္ဆာမရှိသောလူတတဝါတို့နှင့်နှိုင်းရှင်ကြီးမအတိုင်းမသိကြီးမကြောင့်ထင်ရှားလာပါတယ်။ထိုခုနှစ်နှစ်တာများအတွင်မိုးရွာတဲ့တွင်ရှောက်လေ၍နာနာကြီးတစ်ချိန်ရိုက်ဖို့ခဲ့ပါတယ်။ ဒီကနေ့တွင် ထိုအကြောင်းတွေးမိ၍စိတ်မကောင်းပဲညနေမှအိပ်ရာသို့ဝင်ပါတယ်။နည်းနည်းမိုးလင်းသောအခါတစ္ဆာရှိလာသောငါအောင်သည် ခွေးဘွားကိုစွန့်ခွာ၍သွားရှာပါတော့တယ်။လူတက်တော်ဟာအချို့ဤညစ်ပတ်ပုံရုပ်မာပုံတစ္ဆာမရှိပုံကို သိရလေလေငါအောင်ကိုသတိရလေလေပင်ပြင်မိပါသည်။ဟုတ်ကဲ့ပါရှင်။တိုင်းစရာကာယဗလာဥနေဝင်ရေးသားထားတဲ့ ကိုယ်ဤတစ္ဆာဆိုတဲ့ဝတ္ထုတော်လေးကဒီနေရာလေးမှာပဲပြီးဆုံးသွားပြီဖြစ်ပါတယ်။ဒီမှာကတော့စာဖတ်သူညလင်းကုန်ဖြစ်ပါတယ်ရှင်။